ျွန်တော်ရဲ့ပြည်သူတွေအားလုံးမင်္ဂလာပါခင်ဗျာ ESM Knowledge Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ဒီဒေဦးနီလေးပေါ့နော်ဒေဦးနီလေးမီးလည်းမလာတော့ဘူးမပူတော့လို့မို့အဲ့ဒီပြင်ဆင်တဲ့အပိုင်းပေါ့နော်နောက်တစ်ခါတဆင်ရင်ဘယ်လိုစစ်ဆေးရမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တဆင်ရင်အသေးစိတ်မျှဝေပေးသွားပါမယ်ဗျာနော်ကြက်ဒေဦးနီမပူတော့ဘူးဆိုရင်အရင်ဆုံးဆက်ရမှာကတော့ကျွန်တော်တို့ဒီမီးကျိုးပေါ့နော်ကျိုးအရင်ဆုံးကျိုးပြတ်မပြတ်အဲ့ဒါလေးအရင် နော်မီတာလေးနဲ့ကျွန်တော်တို့ဒီထိုင်ဖို့နေရာမှာထားပြီးတော့ဒီအတန်လေးမြင်တာကျိုးတစ်ချောင်းကောင်းသွားပြီပေါ့နော်နောက်ကျိုးတစ်ချောင်းကိုလည်းအဲ့ဒီနီလေးတိုင်းပဲဆက်ကြည့်ပါမယ်ဒီမှာဆိုရင်ဒါကျိုးကကောင်းတယ်ပေါ့နော်အဲ့ဆိုရင်ကျိုးကောင်းပြီဆိုရင်ကျွန်တော်တို့ဒဲအိုးကိုနောက်ထပ်ထပ်ပြီးတော့ဆက်ကြည့်ရမှာဖြစ်ပါတယ်ဗျာနော်ဒီကျွန်တော်ဒီ knowledge channel ကနေပြီးတော့နော်ကျွန်တော်မိတ်ဆွေတကယ်ချင်းနေပြည်သက်တွေအားလုံးအတွက်ပေါ့နော်ဒီ အသုံးဝင်နိုင်မဲ့အကြောင်းအရာလေးတွေဘုသူတမျိုးစုံကိုစင်စက်မပြတ်မျှဝေပေးနေတာဖြစ်ပါတယ်ဗျာနော်အားကြောင့်မို့ကျွန်တော် channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးတွေလုပ်ပြီးတော့အပေးကူညီလို့ရပါတယ်နော်ဒီမှာ plug အဝင်နှစ်ခုထောက်ကြည့်တာလည်းမလာတော့ဘူးပေါ့နော်အဲဆိုရင်ဒီမှာဒီမှာ plug plug အခန်းကောင်းလေးရဲ့လည်းကျွန်တော်တို့ကွဲနေတာတွေ့တယ်အကြအထက်တစ်ချက်လောက်ဖွင့်ကြည့်အောင်နော်အဲဆိုရင်ဒီဗီဒီယိုလေးကြည့်ပြီးရင်ကျွန်တော်တို့ ကျွန်တော်ပိတ်သက်တွေအိမ်မှာသုံးနေတဲ့ဒီတဲအိုးနီလေးတွေမပူတော့ဘူးဆိုရင်တခုခုအထဲတွေကပြည့်နေပြီဆိုရင်ကိုယ်တိုင်ပြင်လို့ရမှာဖြစ်ပါတယ်နော်အဲကျတော့ကိုယ်တိုင်ပြင်လို့ရှိရင်ကုန်ကြစရိတ်သက်တာမယ်နောက်တစ်ခါဒီဆိုင်မဖွင့်တာနဲ့ပါနဲ့ကြုံလို့ရှိရင်အဲလောလောဆယ်ချက်ပြုတ်ဖို့ကလည်းအခက်အခဲဖြစ်နေရင်ဒါဒီဗီဒီယိုလေးကြည့်ပြီးတော့နော်အဆင်ပြေအောင်ကိုယ်တိုင်ဒါလုပ်ကြည့်လို့ရပါတယ်အရင်ဆုံးဒါထောက်ကလေးတွေအရင်ဖြုတ်အောင်မှာဖြစ်ပါတယ်နော် ပြီးရင်ကျွန်တော်တို့ကနောက်ဖုံးလေးခွာလိုက်ပါเนาะခွာလိုက်ရင်ကျွန်တော်တို့အထဲထဲမှာဒီမှာရိုးရိုးရှင်းရှင်းလေးပါပဲเนาะခွိုင်ငါပြတ်အဲဒီမှာပထမဆုံးတွေ့ပြီရေเนาะပထမဆုံးကျွန်တော်တို့ဒီမှာလှုပ်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 လေးဖြစ်နေရเนาะဘာလေးလဲဆိုတော့ခဏကဒီ AC အဝင်ပေါ့เนาะ AC အဝင်ဒီမှာအဝင်ကနေဒီခွိုင်ကိုဆက်ထားတယ်ကျွန်တော်တို့ဒီ fuse လေးပေါ့เนาะ fuse လေးလောင်းနေတာတွေ့တယ်အဲ့ဆိုရင်ဖြတ်နိုင်ကြီးကတော့ဒီ fuse လေးပြတ်တာ လဲလိုက်ရင်ကောင်းသွားမယ်လို့ယူဆရတယ်ပေါ့နော်အဲဖြူးလဲယုံနဲ့မရဘူးဆိုရင်တော့ဒါ꽌နေပါလေပြတ်သလားနောက်တစ်ခါကျွန်တော်တို့ဒီဘိန်းလေးပေါ့နော်ဒီမီးအတင်း short လုပ်တဲ့ဘိန်းလေးဘိန်းလေးဘက်ကပြတ်သလားပေါ့နော်ဒါတစ်ဆင့်ညံ့သွားမှာပေါ့နော်အခုအရင်ဆုံးကျွန်တော်ဒီအခန်းကောင်းလေးပေါ့နော် AC plug အခန်းကောင်းလေးအခန်းကောင်းလေးရပြန်သုံးလို့ရအောင်မလားမသိဘူးနော်တစ်ချက်တော့ကြည့်အောင်နော်တစ်ဖက်ကတော့ပဲ့နေပြီ fuse ကလည်းလောင်သွားပြီဆိုတော့ကျွန်တော်တို့ fuse အသစ်လဲရမယ်ဒီ AC ပလတ်အခန်းခေါင်းလေးလည်းလဲလိုက်မယ်ပြန်နော်တက်လက်စလည်းကျွန်တော်တို့သူကနတ်တလုံးနဲ့နဲ့ဆိုတော့ဖြုတ်လိုက်တက်လိုက်ဆိုရင်အဆင်မပြေဘူးเนาะပြန်ပြုတ်มาဆိုတော့ခေါင်းလေးအသစ်လဲမယ်နောက်တစ်ခါ fuse လဲမယ်ပေါ့เนาะကဲရင်ဆုံးသားကျွန်တော်ဒီ AC အဝင်ခေါင်းလေးရင်ဖြုတ်ပါမယ်เนาะ အကျဖြစ်နိုင်ရည်တွေက fuse ဒါကတော့ပထမဆုံးတွေ့ရ fuse ကပြတ်သွားပါဘောเนาะ fuse ပြတ်တာဖြစ်နိုင်တယ်နောက်တစ်ခါ coin ကတော့အပြတ်နေပါတယ်เนาะနောက် thermo step ပေါ့ဗျာเนาะဒီအပူချိန်အတိုးလျှော့လို့တဲ့ thermo step only ပြတ်တာလည်းဖြစ်နိုင်တယ်ဗောနောအခုဒါပထမဆုံးတွေ့တာကတော့ fuse ပြတ်တာဖြစ်တဲ့အတွက်ကျန်တဲ့အပိုင်းတွေကတော့ကောင်းလောက်မယ်လို့ထင်ရတာဗောနောဒါစမ်းကြည့်မှသိမှာဗောနော ဲ့ဒီမှာကျွန်တော် fuse ကအသစ်နှလုံးပေါ့နော်အသစ်နှလုံးခါလေးရဲ့နောက်တစ်လုံးပေါ့နော်နောက်တစ်လုံး10 MBA ရဲ့ကျွန်တော်20 MBA ရဲ့ပေါ့နော်နှလုံးဝယ်လာတာဒါပေမဲ့မူလပါလာတာက20 MBA နော်ဒါလေးက10 MBA ပဲရှိတာနော်အဲဆိုရင်ကျွန်တော်တို့မူလအတိုင်းပဲထည့်တာအကောင်းဆုံးပေါ့နော်အခုဒီဟာလေးကဒါ20 MBA ပေါ့နော် 20 MB ရမူလပါတဲ့ဟာနဲ့ပုံစံတော့နည်းနည်းလေးကွဲတယ်ဒါပေမဲ့ MB ရတူတယ်ဘို့တွေအားလုံးတူတယ်ပေါ့နော်ဒစိမ့်တွေအားလုံးတူတယ်အဲဒါကြောင့်မို့ကျွန်တော်တို့20 20 MB ရကိုပဲထည့်ပေးရမှာဖြစ်ပါတယ်ဗျာနော်အမူလက10 MB ရပါရင်လည်း10 MB ရကိုထည့်ပေါ့နော်ဒါကတော့ထည့်ဦးတစ်လုံးနဲ့တစ်လုံးတော့တူရမှတူမှာပေါ့နော်ဒီမှာကျွန်တော်ဒီ AC အခန်းခေါင်းလေးလည်းအသက်လဲလိုက်မှာပေါ့နော် ကေတာသူကဒီ AC အခန်းခေါင်းကဝဲလာတဲ့အခါမှာသူကနတ်ကလေးတွေမပါဘူးအဲကြတော့ဒီအဟောင်းကနတ်ကလေးတွေပြန်ဖြုတ်ပြီးတော့တော့အမှဖြစ်ပါတယ်ဗျာနော်ကေနတ်ကလေးတွေကတော့ကွတိတော်သေးလို့တော်သေးရနော်လို့ဆိုရင်နတ်ကတစ်ခုနဲ့တစ်ခုမတူလို့ရှိရင်ကျွန်တော်နတ်ကအခက်ခဲဖြစ်အောင်ဒီဒီ AC ခေါင်းအသက်မှာနတ်မပါဘူးရနော်နတ်မပါဘူး နောက်တစ်ခါဒီ fuse က fuse အတက်ကကျွန်တော်တို့ဒီကျိုးကအရှိကြီးတွေဖြစ်နေရပေါ့နော်မူလာဟာကခတ်တူလိုပဲဒီဟာကကျိုးတော်တော်လေးရှိနေအဲ့ကျတော့ကျိုးကိုလိုသလောက်ပဲတိုင်ပြီးတော့အကျန်တဲ့အပိုင်းတွေကိုကျွန်တော်ဖြတ်ပြလိုက်မယ်နော်အရန်ကြီးရှိနေလေထဲထဲမှာဒီတဲအိုးဖင်နေပါနဲ့ထိပ်ပြီးတော့နော်အလုံးရှုပ်နေမှာဆိုလို့ကျွန်တော်ကတော့လိုသလောက်ပဲကွတ်တီလေးတိုင်ပြီးတော့ ရှိနေတဲ့အပိုင်းလေးဖြတ်ထုတ်လိုက်မှာဖြစ်ပါတယ်နော်သူ့မှာလဲဒီမှာအပူဖန်ပေါ်ကကာပါပေါ့နော်ပိုက်ကလေးတွေလည်းပါပြီးသားပါနော်ပိုက်ကလေးတွေလည်းပါပြီးသားပါအကြော်ဖြူးစ်မပါပဲတချို့ဒီတချို့သူတွေပေါ့နော်အိမ်မှာကိုယ်တိုင် ဖြစ်တယ်လို့ပေါ့ဗျာနော်ဒီဖျူးစ်ကိုဝယ်လို့ဝယ်လို့မရလို့လားဘာလို့လဲမသိဘူးဒီတိုင်းဝါယာဂျိုးတွေနဲ့ပေါ့နော်ယိုယိုဝါယာဂျိုးတွေနဲ့တတ်တာတစ်ခါတလေတွေ့ဘူးရယ်နော်အဲ့အမျိုးမလုံးတဲ့မအောင်ဗျာနော်ကျွန်တော်တို့ဒီမူရင်းအတိုင်းပဲဖျူးစ်တောင်မှဒီမူလက10 MB ဆိုရင်10 MB မူလက20 MB ဆိုရင်လည်း20 MB နှုတ်မူလတန်ဖိုးလေးအတိုင်းရရင်တော့အကောင်းဆုံးပေါ့နော်အဲ့ဒီတိုင်းလေးဖျူးစ်လေးခံသုံးရမှာဖြစ်ပါလေနော် နောက်တစ်ခါဒီဝါယာချူတွေပါဒီသုံးတဲ့အခါမှာလေရိုးရိုးဒီအိမ်မှာသုံးနေတဲ့ဒီမီးထွန်းတဲ့ဝါယာချူတွေတချို့ကသုံးတာပေါ့နော်အဲ့အရာတွေလုံးဝမသုံးရပါဘူးနော်အဲ့အရာတွေကဒီခဏလေးပြော်ပြီးတော့လောင်သွားမှာဖြစ်ပါလေဗျနော်ဒီအပူကံအပူကံပိုက်ကလေးတွေပါတဲ့ဒီဒဲအိုးအတွက်သုံးဒီဒဲအိုးတို့ပေါင်းအိုးတို့ပေါ့နော်သုံးတဲ့ဒီဝါယာလေးတွေအသီးသန့်ဖြစ်ပါတယ်เนาะအဲ့ဒီကြိုးမျိုးနဲ့ပဲသုံးရမှာဖြစ်ပါတယ်အိမ်မှာ ဒီမီးထွန်းတဲ့ဒီအနည်းနဲ့ကျိုးတွေပါတယ်เนาะအဲ့လိုကျိုးတွေလုံးဝမသုံးရပါဘူးပြေเนาะလောင်သွားမှဖြစ်ပါတယ်အဲ့ဒီဟာတွေကเนาะအပူကံသူကမပါပါဘူးเนาะကေဂျနာတာဖျူးစ်လေးတတ်လိုက်ပါပြီเนาะဖျူးစ်တက်ရုံနဲ့ကောင်းသွားရင်တော့ဒါကောင်းသွားပြီပြေเนาะတကယ်လို့မကောင်းသေးဘူးဆိုရင်တော့ကျွန်တော်တို့သာမိုစတက်တို့ပါလို့ဆက်ပြီးတော့စားရမှာဖြစ်ပါတယ်เนาะဒီမှာတော့ကျွန်တော်အရင်ဆုံး fuse နဲ့ ac အဝင်ကောင်းမဲ့အရင်လဲလိုက်ပါမယ် ပြီးရင်နှက်ကလေးလည်းတေးချာချာလေးနော်တေးချာချာလေးတင့်ကြနေအောင်ကြပ်ပေးဖို့လိုပါတယ်နော်ဒီနေရာကအရေးကြီးပါတယ် AC main အဝင်နေရာဖြစ်တဲ့အတွက်နော်ရပါပြီ ဲပြီးရင်တော့ဒီ AC ကောင်းလေးကိုကျွန်တော်တို့ဒီ nut ကလေးပေါ့တော့ဟိုဘက်တစ်လုံးဒီဘက်တစ်လုံးပေါ့နော်ရင်ပါလာတဲ့ခေါင်းလေးရတော့ကွဲနေလို့တစ်ဖက်ကဒီ nut ဆုပ်လို့မရတော့လို့ကျွန်တော်ကအဲ့ဒါမသုံးတော့ဘူးဒါအစ်စ်လဲလိုက်တာဖြစ်ပါတယ်နော်အကြသူကအထဲထဲမှာဒီနတ်ကြက်ဖို့ရအထဲထဲမှာကျွန်တော်တို့ဒီ rubber formula plastic formula အဲ့အပြားလေးတစ်ခုပါပါသေးရနော်သူကအဲ့ဒါနဲ့နတ်နဲ့တွားပြီးတော့ နဲ့ဆွဲတာဖြစ်ပါတယ်နော်ဟုတ်ပါပြီ။နက်ရပါပြီဆက်လို့နော်။ပြီးရင်ခုနကအဲ့ဒီအထဲတွေကအခံပေါ့နော်။အဲ့ဒီ rubber ပြားခေါ်မလား။အဲ့ဒီဟာလေးနဲ့ဒီချာလေးနော်တဲ့အောင်လေးချိန်ပြီးတော့ဒါနက်လေးပြန်ကြက်ရင်ရပါပြီနော်။အဲ့ဆိုရင်ကျွန်တော်တို့ တဒီခေါင်းလေးတွေလဲတကယ်လို့ဆိုင်ကိုဆိုင်ကပိတ်ထားတာနဲ့ကြုံရင်ပဲဖြစ်ဖြစ်အဲအိမ်မှာဝါသနာပါလို့ပေါ့နော်တေးချာချာလေးလုပ်ဖို့တော့လိုတာပေါ့နော်ဒါကိုယ်တိုင်အိမ်မှာဒီလိုဖြူးစ်လေးတွေလဲမယ်ခေါင်းလေးတွေလဲမယ်ဆိုရင်ကျွန်တော်တို့ကုန်ကြစရိတ်လဲတတ်တာမယ်ပေါ့နော်ကောင်းတာကတော့ဒီ ိုကဒီလျှက်စက်နဲ့အကျွမ်းတော်မရှိဘူးဆိုရင်တော့ကျွန်တော်တို့ဆိုင်ကိုပြင်ခိုင်းတာကပို့ပြီးတော့ကောင်းပါတယ်ဗျာနော်အဲကိုကအခြေခံလေးလည်းရှိတယ်အဲအရေးကြီးအသုံးလို့လို့ပဲဖြစ်ဖြစ်ပေါ့နော်အဲအဲ့လိုဆိုရင်တော့ဒီဒီတိုင်းလေးတွေကျွန်တော်ကိုယ်တိုင်အိမ်မှာပြင်လို့ရပါတယ်ဗျာနော်ခုတော့ကျွန်တော်ဒီပစ္စည်းပြင်တဲ့အကြောင်းအရာလေးတွေဆိုတော့ဒီ project လေးတွေပဲမလှည့်နိုင်ဘူးဖြစ်နေเนาะ ဒီနေ့အားကျွန်တော်ဒီအေးဘေးစက်ကလေးပြင်တာအခုထဲဦးထဲဦးနီပေါ့နော်ထဲဦးနီတောင်ကျွန်တော်နောက်တစ်လုံးကြံသေးတယ်နောက်တစ်လုံးတော့ကျွန်တော်ကဒီ ASM basic electronic projects မှာတင်လိုက်မှာပေါ့နော်ဒီ knowledge မှာတဲ့ဦးနီနှလုံးဖြစ်နေမှာဆိုတော့နော်ညပြီးတော့ဟိုဘက် channel ကိုကျွန်တော်နောက်တစ်လုံးရတော့ဘယ်ဘိုင်းကဖြစ်တယ်လဲမသိဘူးနော်အဲအဲ့အလုံးလေး နောက်တစ်လုံးအတွက်ကြည့်ကြရင်เนาะအဲ့ ASM Business Electronic Projects Channel မှာသွားရောက်ပြီးတော့ကြည့်ရှုလို့ရပါတယ်เนาะအဲ့ဒါလေးကတော့မပြင်ရသေးပါဘူးဗျာเนาะခုသာပထမအလုံးလေးကိုကျွန်တော်ဒီ channel မှာတင်ပေးလိုက်တာဖြစ်ပါတယ်เนาะကဲဒါ fuse လေးကိုကျွန်တော်တို့နည်းနည်းလေးဒါ pipe ကလေးကနည်းနည်းရှင်းနေလို့เนาะကျွန်တော်ဖြတ်လိုက်မယ်ဖြတ်ပြီးရင်အဲ့ fuse လေးကိုကျွန်တော်တို့ quoin ပေါ့เนาะခုနကဖြုတ်လိုက်တဲ့ quoin တစနေရာမှာဒါ nut ကလေးနဲ့တေးချာလေး တခြားလေးနတ်လေးချက်ပြီးတော့နော်ဒါတတ်ပြီးတော့စန့်ကြည့်မှာပေါ့ဗျာနော်ရသွားရင်တော့ကျွန်တော်တို့ခုနကပြောတဲ့သာမိုစတက်တွေ၊ကွင်တွေဘာတွေစစ်ဆေးရမလို့တော့ပေါ့နော်ရမယ်လို့တော့ထင်ပါတယ်ဘာလို့ဆိုဖြူးစ်ကလုံးဝဖြူးစ်လောင်းနေတာဆိုတော့ဒါဒါလေးဖြူးစ်လေးထည့်လိုက်ရင်တော့ရလောက်ပြီလို့ထင်ပါတယ်နော် ကြတော့တဲ့အိုးတစ်လုံးနဲ့တစ်လုံးပြည့်တဲ့နေရာချင်းကတော့တူချင်မှတူမယ်ပေါ့နော်တချို့ကြတော့လေအဲ့တာမိုစတက်ကတာမိုစတက်ဘိန်းလှဲ့တဲ့နေရာတွေကကျွန်တော်တို့ပြက်တာလေးတွေလည်းများတယ်များတော့ဖြစ်တော့ဒီဖျူးစ်ပြက်တာများတာပေါ့နော်ဖျူးစ်ပြက်တယ်နောက်တစ်ခါဝါယာကျိုးလေးတွေကြာတော့လောင်တယ်နောက်တစ်ခါခုနပြောတဲ့တာမိုစတက်ရဲ့ကွန်တက်နေရာလေးတွေပေါ့နော်အဲ့ဒီ AC အဖွင့်ပိတ်လို့တဲ့ထိပေးတဲ့နေရာလေးတွေကကြာတော့ဒီတန်ကြီးတက်ပြီးတော့ အဲ့အဲ့အုံလေးတွေလိုက်တချို့လည်းလောင်သွားတာတွေပါလေဖြစ်တာပေါ့နော်အများသောအားဖြင့်ဒီတဲ့ဦးနီ ဖြစ်တာကတော့ခုနက AC အဝင်အခန်းပေါ့နော် AC အဝင်ပလက်ကောင်းအခန်းလေးရယ်ဖြူးစီရယ်ပြတ်တာများပါတယ်နော်အဲ့ဒါလေးပြင်လိုက်ရင်တော်တော်များများတော့ကောင်းတာများပါတယ်နော်အဲ့အဲ့ဒါမရမှခုနကပြောတဲ့ဒီအပူချိန်တိုးလျှော့လုပ်တဲ့နော်ဘိန်းအုံနေရာလေးကျွန်တော်တို့အဲ့ဒါလေးတွေ ဆက်စီရမှာဖြစ်ပါတယ်ကဲကျွန်တော်ဒါပိတ်လိုက်ပြီဗျာနော်တောက်ကလေးတွေလည်းပြန်တက်ပြီးတော့ရမရတချို့ကျွန်တော်စမ်းကြည့်ပါဦးနော်မရမှပဲနောက်တစ်ဆင့်ဆက်ပြီးတော့သွားရမယ်ဒါကိုလျှက်ဆက်မီးမလာရင်လည်းကျွန်တော်တို့တိုင်းလို့ရပါတယ်နော်မီးမလာလည်းပဲကိုပြင်လိုက်တဲ့ဟာလေးတွေကကောင်းမကောင်းကိုစမ်းကြည့်လို့ရတယ်နော်အဲ့ဒါလေးလည်းကျွန်တော်စမ်းပြပါမယ်နော်ကဲဒါပလကောင်ပလကောင်ထိုးလိုက်ပြီနော် plug on ထိုးပြီးတော့ဥမာမေးရမလာဘူးပေါ့နော်။ဒါပြင်လိုက်တာအဆင်ပြေတော့ဒါလားမပြေတော့ဘူးလားသိချင်လို့ရှိရင်ဒီလိုမီတာလေးနဲ့ထောက်လို့ရတယ်။ခုကျိုးရလဲကောင်းတယ်ဆိုတော့နော်ဒီကျိုးလေးကိုတခါတည်းဒီ AC ခဏ plug လဲလိုက်တဲ့ plug အခံကို AC ကျိုးထိုးလိုက်ပြီးထိုးပြီးရင်ဒီ AC plug on နေရာကိုမီတာနဲ့ထိမယ်။ထိပြီးရင်ကျွန်တော်တို့ဒီဘိန်းလေးလှည့်လိုက်နော်။အဲ့နော်။အဲအဲ့လိုအချက်ပြရင်ဒါကောင်းပါပြီနော်။ ချက်ပြရင်ကောင်းပါပြီအချက်မပြရင်တော့မကောင်းဘူးပေါ့နော်ကဲဆိုရင်လက်တွေ့ကျွန်တော်တို့ကျွန်တော်ရေနွေးရေလေးထည့်ပြီးတော့နော်ရေလေးထည့်ပြီးတော့ကျွန်တော်စမ်းကြည့်ပါမယ်ကဲမိလာပါပြီနော်ကျွန်တော်စဖွင့်လိုက်ပါပြီစဖွင့်ပြီးတော့ကျွန်တော်ရေလေးနည်းနည်းလောက်ထည့်ပြီးတော့စောင့်ကြည့်မယ်နော်ခဏလေးစောင့်ပြီးတော့ကြည့်ပေးပါဗျာနော် ခုနကမီမလာခင်ကိုကိုယ်ကစမ်းရင်လည်းဆိုရင်ခုနမီတာလေးနဲ့နော်ဒီ AC အဝင်ကျိုးကိုမီတာလေးနဲ့ထောက်ပြီးတော့ဗိန်းလေးလှည့်ကြည့်လိုက်ပါနော်အဲဒါဆိုရင်တော့ကောင်းပါပါပြီနော်ဒီမှာစပြီးတော့ ქვენ စပူလာပြီနော်ကဲဆိုရင်ကျွန်တော်တို့ thermo state တွေပါလေးကြည့်စရာမလိုတော့ဘူးကြနော်ကဲဆိုရင်ကျွန်တော်ဗီဒီယိုလေးကြည့်ပြီးတော့အသုံးတက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော် channel လေးကိုအများအားဖြင့်နေတယ်မိတ်ဆွေ တငယ်ချင်းတွေပြိဿတ်တွေအားလုံးကိုထူးဝဲကျေးဇူးတင်ပါတယ်အားလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာပြီးတော့အဆင်ပြေကြပါစေခင်ဗျာ